အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဂီယာဘောက်ကိုအဓိကပျက်စီးစေတဲ့အချက်၅ချက်ကိုကျွန်တော်ဘူးဒရာပြင်မျှော်ပြနေတာဖြစ်ပါတယ်နံပါတ်၁ကတော့ဂီယာကစားခြင်းပေါ့နော်ကျွန်တော်တို့အော်တိုဂီယာဘောက်ကားတွေကအင်ဂျင်ရဲ့လက်ပတ်တဲ့စွမ်းရည်ရဲ့နောက်ဂီယာဘောက်မှာပါတဲ့ speed sensor တွေကနေပြီးတော့ data အချက်လက်တွေကိုအာရုံခံပြီးတော့ဂီယာနံပါတ်၁၂၃စသဖြင့်ဂီယာကိုအော်တိုချိန်းမိတာဖြစ်ပါတယ်အဲဒါကိုတချို့ယာဉ်မောင်းတွေကကျွန်တော်တို့ဂီယာကိုမလိုအပ်ဖက်နဲ့ဂီယာကိုအချိန်းပြောင်းခဏခဏလောက်တာ နောက်ပြီးတော့စီစားတက်တအောင်ဆိုပြီးတော့ကျွန်တော်ခုံစင်းတွေမှာ free ရိုက်ပြီးတော့မောင်းတာစားတဲ့အပြုမူတွေကဒီ gear box ကိုအချိန်မတိုင်ခင်ပျက်စီးစေပါတယ်နံပါတ်1ကတော့ကားကိုဆက်နှိုးပြီးပြင်းချင်းတန်းထွက်တာပေါ့နော်အခုနောက်ပိုင်း modern min ကားတွေကမနေ့စောစောသူ့မဟုတ်ကားကိုရက်ထရတာကြာသွားတဲ့အချိန်မှာအခုချက်ချင်းဆက်နှိုးပြီးတော့အခုချက်ချင်းတန်းပြီးတော့ထွက်တာမျိုးမလုပ်တင်ပါဘူးဘာလို့လဲဆိုတော့ဒီ engine တွေမှာသူ့ရဲ့ normal operation temperature လို့ခေါ်တဲ့ပုံမှန်အပူချိန်ရောက်အောင်ခဏလောက်ကျွန်တော်နှိုးထားပြရပါတယ် အဲ့လိုမဟုတ်ဘဲနဲ့ချက်ချင်းနှိုးပြီးတော့ဂီယာကိုချက်ချင်းတန်းထည့်လိုက်မှဆိုလို့ရှိရင် RPM များပြီးတော့ကျွန်တော် slow ကြီးကအရန်မြင့်နေမှဖြစ်တဲ့အတွက်ဂီယာထိုးလိုက်တဲ့ချိန်မှာဂီယာဆောင်းတာတို့ဂီယာအဝင်ကျန်းတာတို့အစသဖြင့်ဖြစ်တတ်ပါတယ်ဒီလိုအပြုတ်မှုတွေများလာလို့ရှိရင်ရေရှည်မှာဂီယာဘောက်ကိုပြည့်စည်စေနိုင်ပါတယ်နံပါတ်3ကတော့ကားကိုမြေသေးဘက်နဲ့ဒီနဲ့အာကိုချက်ချင်းပြောင်းလဲလုပ်တာဖြစ်ပါတယ်ဥပမာကျွန်တော်ကားပါကင်ထိုးမှဆိုလို့ရှိရင် ကားကိုဒီကနေအာကိုပြောင်းဖို့လိုတယ်ဆိုလို့ရှိရင်ကားဘိန်းလေးဘိန်းသလုံး ရက်တော်ပြီဆိုတော့မှဒီကနေအားကိုပြောင်းဖို့လိုပါတယ်အကေအားကနေဒီကိုပြန်ပြောင်းဖို့လိုမယ်ဆိုလို့ရှိရင်လေကားဘိန်း၄ဘိန်းသလုံးငိန်ဝါမှာကျွန်တော်အားကနေဒီကိုပြန်ပြောင်းတင်ပါတယ်ကားဘိန်းနေမငိန်သေးဘဲနဲ့ရက်နေပြီးအားကိုထိုးတာပဲဖြစ်ဖြစ်အားနေပြီးဒီကိုထိုးတာဖြစ်ဖြစ်အဲ့လိုထိုးမှဆိုလို့ရှိရင်မလိုအပ်ဖက်နဲ့ဂီယာဘောက်ကိုပျက်စီးစေနိုင်ပါတယ်။နံပါတ်၄ကတော့အော်တိုဝိုင်းပုံမှန်မလဲခြင်းဖြစ်ပါတယ်။အဲကျွန်တော်တို့အော်တိုဂီယာဘောက်ကားတွေရဲ့အတက်ကအော်တိုဝိုင်းလို့တောင်ပြောလို့ရပါတယ်။ အဲဒါကြောင့်မို့လို့ပညာရှင်တွေကကျွန်တော်တို့အော်တိုဘိုင်ကိုကီလိုမီတာ2000ခွဲ3000ဝန်းကျင်လောက်မှာတစ်ချိန်အော်တိုဘိုင်ကောင်းကောင်းမကောင်းကောင်းပုံမှန်လဲပေးဖို့အကြံပြုထားတာဖြစ်ပါတယ်အော်တိုဘိုင်လဲမယ်ဆိုလို့ရှိရင်လည်းအော်တိုဘိုင်စကားလို့ခေါ်တဲ့ transmission fitter ကိုပါတခါလေးလဲပေးတင်ပါတယ်အဲအကယ်၍ transmission fitter ကတန်စစ်ဆိုလို့ရှိရင်တော့ပြန်ပြီးဆေးပြီးတော့ပြန်သုံးလို့ရပါတယ်အော်တိုဝိုင်းကကီလိုပြည့်တော်လဲပဲကျွန်တော်တို့တိုင်းကြည့်တဲ့အခါမှာအယောင်နေရှိတယ်အနံ့နေရှိတယ်ဆိုပြီးတော့ဟိုကီလိုပြည့်တာကိုမလဲပဲနဲ့ကြာကြာသုံးမယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ရေချင်မှဂီယာဘောက်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။နံပါတ်5အချက်ကတော့စီမားထဲတာဖြစ်ပါတယ်။အော်တိုဂီယာဘောက်တွေမှာ ADX ဂီယာဘောက်ကဲ CVT ဂီယာဘောက်ကဲဆိုပြီးတော့အဓိကအပြင်နှစ်မျိုးရှိပါတယ်။တိုတာမှာဆိုလို့ရှိရင် ADX Type 4ရှိတယ် ADX WS ဆိုပြီးရှိပါတယ်။ CBD မှာဆိုလို့ရှိရင်လည်း CBD TC ရှိတယ် CBD FE ရှိတယ်ပေါ့နော်ဒီလိုမျိုး CBD အောက်မှာမှအမျိုးအစားခွဲတွေအများကြီးရှိတယ် ADF အောက်မှာမှအမျိုးအစားခွဲတွေအများကြီးရှိတာဖြစ်တဲ့အတွက်မိမိကားကို auto C လဲမယ်ဆိုလို့ရှိရင် CBD ကို ADF မှားထဲတာပဲဖြစ်ဖြစ် ADF ကို CBD မှားထဲတာပဲဖြစ်ဖြစ်ကျွန်တော်တို့တိုက်တင်မတူဘဲနဲ့မှားထဲတာပဲဖြစ်ဖြစ်ကျွန်တော် C မှားထဲတယ်ဆိုလို့ရှိရင်လည်း gear box ကပျက်စီးနေနိုင်ပါတယ် ဒါကြောင့်ဂီယာဘော့တွေတရမ်းကြာရှည်သောအသုံးပြုနိုင်မှုတွေအထက်ပါ၅ချက်ကိုဘူဒ္ဓရာပြင်မျှဝေပေးခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေဟာဘူဒ္ဓရာတစုံတရာရခဲ့တယ်ဆိုလို့ရှိရင် comment မှာ yes လို့မှန်းကလေးလို့ရပါတယ်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။